အခုတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံကူးလက်မှတ်များအတုလို့ရှင်နဲ့ပြင်ဆင်ပြဆက်ရှင်များပြုလုပ်ပါကဆက်ရှင်ပေးရှာခရရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်မှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့နိုင်ငံကူးလက်မှတ်တွေကိုကိုယ်တိုင်ဖြစ်စေမတမာသူများဖြစ်စေပြည်ဆင်ခြင်းအတူပြုလုပ်ထားခြင်းကိုစစ်စစ်တွေ့ရှိပါကနိုင်ငံကူးလက်မှတ်ကိုရှင်းရှင်းပြပြအောင်သာမကတက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေအရအယူကျင့်ခံရမှာဖြစ်တယ်လို့ထိုင်းနိုင်ငံဆရာမြန်မာတယောင်ကအတည်ပြုထားပါတယ်။လက်ရှိအချိန်မှာထိုင်းမြန်မာနိုင်ငံနိုင်ငံအနာပိုင်းနေပူပေါင်းပြီးနိုင်ငံကူးလက်မှတ်သူပြုလုပ်ရှင်ပြည်ဆင်ထားခြင်းတို့ကိုနီးပညာနဲ့ဆက်များနဲ့စစ်စစ်လျက်ရှိနေပြီးပျောက်ဆုံးခဲ့ပါကပြည်ထောင်ဝင်ကြီးဌာနရဲ့စစ်စစ်ကွေးပြုချက်နဲ့တာနိုင်ငံကူးလက်မှတ်အသေးပြန်ထုတ်ပေး းနိုင်တယ်လို့အသိပေးချက်မှာဖော်ပြပါတယ်။အဲဒါကြောင့်နိုင်ငံကူးလက်မှတ်ပါချက်လက်များကိုပြောင်းလဲခြင်းပြင်ဆင်ခြင်းရွှေရွေးအောင်ပြုလုပ်ခြင်းစာမျက်နှာများကိုဆုပ်ဖြဲခြင်းမတက်ဆိုင်သူများကတစိကောင်းများကပ်ခြင်းတခြားအမတ်သားများပြည့်စွက်ခြင်းတွေပြုလုပ်ရန်နဲ့စစ်စစ်တွေးရှိပါကကိုင်ဆောင်သူနဲ့ပြုလုပ်ပေးသူတို့ကိုဥပဒေအရရယူတော်မှာဖြစ်ပြီးနိုင်ငံကူးလက်မှတ်ပေးဖြဲခြင်းကိုရှင်းရှင်းပြုလုပ်တော်မှာဖြစ်တယ်လို့သိရပါတယ်။ဒီတဲ့ရင်တော့မြတ်တူကပေးပို့လာပါဗျ။